မိတ်ဆွေအားလုံးမင်္ဂလာပါလူချင်း YouTube Channel မှာကြိုဆိုပါရခင်ဗျာဒါကျွန်တော်တင်နန်းသားတယောက်လာမှတ်ထားလို့တင်နန်းသားတယောက်လာမှတ်ထားလို့ဟိုခက်ခက်ကိုမှလိုချင်တယ်ခေါင်းတွေကဟိုကျွန်တော်တင်နန်းတိုင်းမှာပြောပြတဲ့စာကျူးလေးပေါ့စာရေးမခက်ရောင်းရေးခက်ရောင်းရေးမခက်စီးကွက်ခက်ခက်ခက်တွေနဲ့ရတဲ့မပွေစေဖို့အတွက်မုံထုတ်ကုန်လောက်ကြစို့ဆိုပြီးတော့ကျွန်တော်တင်နန်းတိုင်းမှာကျွန်တော် ဒီစာယူလေးနဲ့တင်တယ်ပေါ့အဲ့ဒါတစ်ချက်ချင်းရှင်းပြရရင်သူကစိုက်ရင်းမခက်နော်ငါကတော့မှုမစိုက်တတ်ဘူးဗျာဒါပေမဲ့မှုစိုက်တယ်လို့မှုစိုက်တတ်ချင်တာဖြစ်လို့တင်တယ်လာတတ်တယ်တင်တဲ့ဆင်းပြီးပြန်သွားတဲ့ရှင်လေးကြောင်မှုစိုက်တတ်သွားပြီပေါ့နော်မှုစိုက်တတ်သွားမှုစိုက်တတ်သွားပြီဆိုပေမဲ့ကျွန်တော်တို့နေတာနေမျိုးလေးတွေပြန်သွားတော့နေမျိုးလေးတွေဖြစ်တဲ့အတွက်သူကထွက်လာတာငါးဘိတ်သာဒါနဲ့ဒေါင်းလို့ရတာတစ်ဘိတ်သာဒါဆိုရင်ကျွန်တော်တို့ကစီးပွားဖြစ်ဘူးနော်ဆက်သမျှပစ္စည်းအားလုံးကုန်မှာစီးပွားဖြစ်ပါလေ နော်အဲ့တော့ရောင်းရခက်ဖတ်သမျှပစ္စည်းရောင်းမရအောင်အဲ့တော့ရောင်းရလွယ်အောင်လို့ဈေးွက်ရှိတဲ့နေရာကိုချင်းကတ်နော်ဈေးွက်တွေရှိတဲ့နေရာကိုချင်းကတ်ကြဈေးွက်ရှိတဲ့နေရာကိုချင်းကတ်ကြတဲ့အချိန်ကျတော့ဘာဖြစ်လဲဆိုတော့ရောင်းရတော့မခက်တော့ဒါမှလည်းဈေးွက်ကခက်ဈေးွက်ကဘာကြောင့်ခက်လဲဆိုတော့အခုငွေနှင်းမှုတစ်ပိဒါ6500ကောက်ရုံးမှုတစ်ပိဒါကို18000နော်အဲ့တော့ကောက်မှုတစ်ပိဒါကိုကျွန်တော်2000လို့ကျင်တဲ့သွားတောင်းမရဘူးလေတိုင်းရပဲပေးမဟုတ်လားငွေနှင်းမှုတစ်ပိဒါကိုလည်း အခုသူတို့တတ်မှတ်စီ6500ကျွန်တော်တထောင်လိုချင်တဲ့သွားတောင်းမရဘူးလေအဲ့တော့6500နဲ့သွားမဲ့လူကအများကြီးမင်းပြည်စီမင်းမြိုင်သွားလို့တိုင်ရပြောမှာပေါ့ဒါကြောင့်မလို့ကျွန်တော်တို့ဈေးကွက်ခက်ဒီစိုက်ရမခက်ရောင်းရခက်ရောင်းရမခက်ဈေးကွက်ခက်ဆိုတော့ခက်လေးကက်ကလေမှုသမားကြီးပဲမှုလောကမှာကြီးပဲမဟုတ်ဘူးအခြားသီးနှံစိုက်တဲ့လူအားလုံးရင်ဆိုင်နေရတဲ့အခက်ခဲကြီးနော်အခြားသီးနှံအားလုံးစိုက်တဲ့စိုက်တောင်သူတိုင်းခက်ခဲနေရတဲ့ခက်ခဲလေးခုပေါ့နော်ခက်ခဲလေးခု ဲ့တော့ကျွန်တော်တို့ကအဲ့ဒီအခက်ခဲတွေကိုကျော်လွှားနိုင်ဖို့ဖြေရှင်းနိုင်ဖို့တော့ကကျွန်တော်တို့ကထောက်ကူနေလို့ရမှာထောက်ကူနေလို့ရမှာထောက်ကူနေလို့မှာဒီခဲတွေကိုဖြေရှင်းနိုင်မှာဥပမာဆိုတော့ဆိုတာခုနကမှုတပိတ်တာ6500ကျွန်တော်တို့သတ်မှတ်စေမဟုတ်ဒဏ်ရာသတ်မှတ်တယ်လေဈေးကွက်ကိုကျွန်တော်တို့အောက်ကနေရအဲ့ဒါဆိုကျွန်တော်တို့ကမှုကြော်တထုပ်ထုပ်ရအောင်တထုပ်ကို9000လောက်ရအောင်နော်ဒါ30တက်တဆို9000လောက်ရောင်းမထားလိုက်မူကျော်လို့ဟုတ်ပြီအဲ့ဒါဆိုတော့အဲ့ဒီ9000ဆိုတဲ့တန်ကြီးကြီးကျွန်တော်တို့ကတတ်မှတ်လိုက်တာရောင်းသူကတတ်မှတ်တာနော် ဝယ်သူကတတ်မှတ်တာမဟုတ်ဘူးဆိုလိုချင်တာကလေအဲ့တော့ဈေးဝကိုကျွန်တော်တို့အပေါ်ရောက်သွားတယ်နော်ဒါကြောင့်မလို့စိုက်ရင်မခက်ရောင်းရိတ်ခက်ရောင်းရိတ်မခက်ဈေးဝခက်ခက်ခက်တွေနဲ့ရတဲ့မပွေစေဖို့အတွက်ထုတ်ကုန်လောက်ကြစို့ဆိုပြီးတော့ကျွန်တော်ကစာကျိုးလေးနဲ့တင်တာနော်ဒါကတီးနံတိုင်းမှာအကျုံးဝင်နော်ဒီခက်လေးခက်ကဘယ်တီးနံမဆိုဘောကိုယ်ကိုယ်တိုင်ထုတ်ကုန်လောက်နိုင်မှာဒီခက်ခက်လေးကိုကြော်လွှတ်လို့ရမှာ တယ်ဘယ်လိုဆိုးကျိုးရှိသလဲဗျာတဲ့ဆိုးကျိုးရှိတာပေါ့အပျက်စီးများမှာပေါ့စိုက်ထုတ်တွေမှာခုနကတော့ကျွန်တော်တို့ရောစားတဲ့ဖွဲနှုတ်တို့တကြားတို့နော်ဂရုကိုတို့ပွဲဖွဲတို့အဲဒါတွေကဒီလွှစားနဲ့လုံးဝမစ်ဖြစ်သွားဖို့ရောဆက်သွားဖို့အတွက်ကပေါင်းတင်တဲ့ကဏ္ဍတစ်ခုကမဖြစ်မနေလိုအပ်တယ်နောက်တစ်ချက်ကဘာလိုအပ်သေးနောက်တစ်ချက်ကဘာဖြစ်လို့ပေါင်းတာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ လွှတ်တဲ့နေမှာပါဝင်လာမဲ့ဗတိတရားတွေမှုရိုင်းတွေကိုတတ်ဖို့အတွက်ကိုသိစေဖို့အတွက်ကကျွန်တော်တို့ပေါင်းတင်ပူးတတ်တဲ့စနစ်ကိုဟိုလှုပ်တယ်နိုင်ငံတကာမှာလည်းလှုပ်တယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းလှုပ်တာမဟုတ်ဘူးနိုင်ငံတကာမှာလည်းလှုပ်တယ်เนาะအဲ့ဒီအချက်တွေနဲ့ကျွန်တော်တို့ကပေါင်းတင်ပူးတတ်တဲ့စနစ်ကိုလှုပ်တာเนาะအဲ့တော့ပေါင်းတင်ပူးတတ်ပြီးမှထည့်တဲ့ site ထုတ်တွေကထားပါတော့ဗျာနေရာမှာနှစ်ထုတ်သုံးထုတ်ပဲပြတ်တယ်ဆိုလို့ရှိရင်เนาะခင်ဗျာပေါင်းတင်ပူးတတ်တဲ့အဆင့်ကိုကြော်ပြီးမှလှုပ်တဲ့ site ထုတ်တွေကတော့ တော်များပျက်စီးမှာပေါင်းမနိုင်ရင်တောင်မှပဲအထုပ်တွေပျက်စီးတာပေါင်းမနိုင်လေကျွန်တော်တို့ပေါင်းတင်ပိုးတတ်တဲ့အဆင့်မှာမောင်မြင်မှုဆိုလို့ရှိရင်အဲတော်တော်များပျက်စီးတယ်အထုပ်တွေอ่ะအဲ့တော့မပေါင်းမွေးနဲ့များလို့တော့တော့ခင်ဗျာတခါလေးကြာလေကန်စွတ်ကန်ပေါင်းကြီးပေါ့အောင်လဲပေါ့မဟုတ်ဗျာဆိုလိုချင်တာဒါမှလည်းအပျက်စီးပုံများမှာအဲ့ဆိုရင်စကားကတ်ပြောစရာရှိတယ်တော်ထဲမှာပေါက်နေတဲ့မှုတွေကဘယ်သူက ကရူးကိုတွေတရားတွေနဲ့ရောဘာလွှတ်တာတွေကိုထုတ်ထုတ်ပြီးတော့တော်ပြီးပြစ်ထားလို့လဲလို့မေးစရာရှိတယ်နော်အဲ့မိုးတွေကိုဘလူကပေါင်းတာလဲလို့မေးစရာရှိတယ်ဒါပေမဲ့သဘာဝကသဘာဝပဲလေကျွန်တော်တို့ကသဘာဝကိုလိုက်တူလို့မရတာနော်ကျွန်တော်တို့ကဒီအခုလက်ရှိစီးပွားဖြစ်လုပ်တဲ့ကိစ္စတွေမှာစီးပွားဖြစ်လုပ်တဲ့လုပ်ငန်းမှာစီးပွားဖြစ်အောင်ကျွန်တော်တို့ကလုပ်အောင်စီးပွားမဖြစ်လို့မရအောင်ဒါကြောင့်မလို့ကျွန်တော်တို့ဒီစီးကန်းတွေပေါင်နေရှိတယ်အဲ့ဒီစီးကန်းတွေပေါင်နေတဲ့အတိုင်းကိုကျွန်တော်တို့လိုက်လို့ လိုက်လို့ရတာအဲ့တော့စိုက်ထုတ်ကိုဘယ်သူတွေရပဲဘလို့ပဲအယူဆတွေရှိကြီးဗျာကျွန်တော်အယူဆကတော့ပေါင်းတင်မိုးသန်းနဲ့အဆင့်သီးကျွန်တော်တို့ကမဖြစ်မလေလောက်ဆောင်မအဆင့်လို့ကျွန်တော်ကသတ်မှတ်ထားတယ်ဒါကြောင့်မလို့ပေါင်းတင်မိုးသန်းနဲ့အဆင့်ကိုကျွန်တော်တို့မဖြစ်မလေလောက်ရမယ်ဒါကကျွန်တော်ရဲ့ယူဆချက်နော်အဲ့ဒီမှာကတော့ဖြည့်စွက်စာဘာတွေထည့်တာညာတွေထည့်တာတချို့တွေဆိုဖြည့်စွက်စာ15မြို့လောက်ထည့်တယ်အဲအဲ့ဒါကသူတို့သူတို့အပိုင်း ကျွန်တော်တို့ကတော့အမိုက်ကရွှေဖျောင်းလုပ်တဲ့လုပ်ငန်းဖြစ်တဲ့အတွက်ကျွန်တော်တို့ကခုန်ကျစရိတ်နည်းနေသည်နည်းအောင်ကျွန်တော်တို့ကစူးစမ်းရတာအဲ့ဒါမှကျွန်တော်တို့အမြဲများကြံပါမြဲများကြံဖို့လိုတယ်လေနော်ဒါကြောင့်မို့ပျက်စီးမယ်ဆိုတဲ့ဟာကြီးကိုစမ်းကြည့်ဖို့စမ်းကျင်တယ်ဆိုလို့ရှိရင်လေနော်စမ်းကြည့်လိုက်အဲ့ဒါဆိုလို့ရှိရင်အဖြေသိတော့ပေါ့စိုးကြောကတော့ရှိတယ်ထုတ်တယ်ပျက်စီးသွားမှာစီးပွားမဖြစ်ဘူးစီးပွားပြတ်မှာ နော်ဒါလေးဖြူကျွန်တော် channel လေးကိုဝင်ရောက်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဝီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြမယ်နော်